ားလုံးမင်္ဂလာပါရှင် Healthy Lifestyle မှာပြန်လည်ကြိုဆိုပါရစေ။ကျွန်မအရင်ကလည်းပြောခဲ့တယ်ပေါ့နော်ဒီ American တန်ယုံကနေပြီးတော့ဒါ Thai မှာနေရဲပေါ့နော်သူရဲ့ American နိုင်ငံသားတွေကိုတတိပေးထားတဲ့အကြောင်းပေါ့နော်။ဆိုတော့အဲ့ဒီတတိပေးချက်ကမှန်နေပါတယ်နော်။အာအရင်နေ့ကလည်းဗီဒီယိုတစ်ပုဒ်တင်ထားမှုတယ်။အခုလည်းဒီ Thai နိုင်ငံတောင်ပိုင်းမှာပေါ့နော်ဘုံခွဲတိုက်ခိုက်မှုတွေထပ်ပြီးတော့ဖြစ်ပွားနေပြန်ပါပြီ။ Thai နိုင်ငံတောင်ပိုင်းပတနီပြည်နယ်ပေါ့နော်တာလူဘိုတဒါနာကနေပြီးတော့ဖြတ်သွားတဲ့ရေတပ်အထူးတပ်ဖွဲ့ဝင်တွေကိုဝန်ထမ်းတွေပေါ့နော်ဒီဝန်ထမ်းတွေကို ပြစ်မှတ်ထားပြီးတော့ပုံခွဲတိုက်ခိုက်မှုမနေ့ကနေ့လယ်ပိုင်းကဖြစ်သွားခဲ့ပါတယ်ဒီတိုက်ခိုက်မှုကြောင့်မို့လို့ဒီတပ်သားကိုဦးတရားရရှိခဲ့ပြီးတော့တော်တော်များများတော့နားတွေဦးသွားပြီးတော့ဒီအငွေ့တွေကြောင့်မို့လို့ရင်ကျက်မှုတွေဖြစ်သွားတာလို့သိရတယ်ပေါ့နော်ဒါပေမဲ့အသက်ဆုံးရှုံးမှုတွေပါတယ်မရှိရတဲ့အတွက်ကြောင့်မို့လို့တော်သေးရလို့ပြောရပါမယ်ဒီထိုင်းနိုင်ငံနဲ့ ဒီနိုင်ငံအဝမ်းမှာပေါ့နော်ဒီဝီဂါလူမျိုးတွေကိုပြန်လဲပို့ဆောင်ခဲ့တဲ့ကာလပြီးကလေးကနေပြီးတော့အထူးသဖြင့်တောင်ပိုင်းဒေသတွေကိုတိုက်ခိုက်မှုတွေကအပတ်တိုင်းလူလူဖြစ်နေကြတာဖြစ်ပါတယ်။နောက်ဘုံခွဲတိုက်ခိုက်မှုတွေလည်းအဓိကပါတယ်ပေါ့နော်။အခုလိုဖြစ်ရတဲ့ဖြစ်လာနိုင်ကြောင်းကိုလည်းအဲအမေရိကန်တန်ယုံကနေပြီးတော့တတိပိချက်တွေထုတ်ပြန်ထားတဲ့အတွက်ကြောင့်မလို့တောင်ပိုင်းဒေသမှာနေထိုင်နေလူတွေပေါ့နော်အထူးသဖြင့်ကတော့ကျမတို့မြန်မာလူမျိုးတွေအသွားလာနေထိုင်မှုဆင်ခြင်မှုရဲ့နောက်လူထုထက်တဲ့နေရာတွေကိုတင်ကသွားဖို့ပေါ့နော်။အဲ စည်နာထားပြီးတော့ပြောချင်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့အချိန်ဤတွေကပို့ပြီးတော့ရှုပ်ထွေးနိုင်တဲ့အတွက်အားလုံးပြူဆိုင်စေချင်ပါတယ်။နောက်တစ်ခုကမကြခင်ပါဘောနော်ဒီမှာအာသူတို့စုံခရံလည်းရှိတယ်မြန်မာတကြံဘောနော်မြန်မာလို့ဆိုရင်တော့တကြံထိုင်းလို့ဆိုရင်တော့စုံခရံလည်းရှိပါမယ်။ဆိုတော့အဲ့ဒီ အချိန်မှာလည်းမြန်မာနိုင်ငံသူနိုင်ငံသားတွေအနေနဲ့အရင်ကြီးလူထုထက်တဲ့နေရာတွေကိုမသွားဖို့နဲ့သွားမယ်ဆိုလို့ရှိရင်လည်းဂရုစိုက်ပြီးတော့မှသွားကြဖို့ထပ်ပြီးတော့ပြောချင်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ဘာအနေရဖြစ်လာမလဲဆိုတာကိုဘယ်သူမှမသိသေးတဲ့အတွက်ကြောင့်မလို့ကိုယ့်ကိုယ်ကိုဂရုစိုက်ပြီးတော့စဉ်စဉ်ကြီးကြီးနဲ့နေထိုင်တာအကောင်းဆုံးပဲဖြစ်ပါလိမ့်မယ်။နောက်တစ်ခုကကြတော့ဒီသူများနိုင်ငံမှာရောက်နေတဲ့အတွက်ကြောင့်မလို့ကျွန်မအမြဲတမ်းလည်းပြောတယ်အစားအသောက်နေထိုင်သွားလာပါတော့အစားအသောက်အရာဆင်ခြင်မှုလည်းလိုပါမယ်။ဘာဖြစ်လို့လဲဆိုတော့ဒီထပ်ပို့ ပြီးတော့ဂယုဆိုင်မှသာလင်ကျမတို့တွေပို့ပြီးတော့တော်ကာကြမယ်ပေါ့နော်အခုကအော်သူတို့ကဒီမြန်မာနိုင်ငံသားတွေတည်းမဟုတ်ပဲနဲ့ပေါ့နော်နိုင်ငံခြားလာတဲ့လူတွေအကုန်လုံးပါအဖန်စီစစ်စေးတွေလည်းများနေပါတယ်ဒါပေမဲ့လို့မြန်မာနိုင်ငံသားတွေဆိုလို့ရှိရင်တော့ပို့ပြီးတော့ဖန်စီတာတွေအာရှိရဲပေါ့နော်ဒီဟာကလည်းနိုင်ငံရေးအခြေအနေတစ်ခုကြောင့်လည်းပါတယ်လို့မျိုးကြားဖြန့်ကိစ္စတွေကြောင့်လို့လည်းပါတယ်နောက်ပြီးသွားလို့ရှိရင် အလူတွေအတွက်ပေါ့နော်နေထိုင်စားသမှုနဲ့ပတ်သက်ပြီးတော့လည်းသူတို့တွေကအခုနောက်ပိုင်းမှာပို့ပြီးတော့တင်းတင်းကြပ်ကြပ်ဒီအလှုပ်လာကြရပေါ့နော်ဆိုတော့တရားမဝင်ဝင်ခဲ့တဲ့သူတွေဆိုလို့ရှိရင်လည်းကိုပါသားကိုဂယူးဆိုင်ပြီးတော့အသွားလာပို့ပြီးတော့ဆင်ခြင်မှာတရားဝင်နေထိုင်တဲ့သူတွေဖြစ်တယ်ဆိုပေမဲ့လည်းတချို့ပေါ့နော်တရားဝင်နေထိုင်တဲ့သူတွေကလည်းအသွားလာအနေထိုင်ဆင်ခြင်မှုအတွက်လိုပါတယ်တရားဝင်တာပဲဖြစ်ရင်တရားမဝင်တာပဲဖြစ်ပေါ့နော်သူများနိုင်ငံလာနေရပြီဆိုလို့ရှိရင်တော့ အဲတတိချာချာလေးသူတို့ရဲ့စီမင်းစည်းကမ်းကိုလိုက်နာမှသာနည်းအဆင်ပြေပါလိမ့်မယ်လို့ပြောချင်ပါတယ်ရှင်။ဆိုတော့အားလုံးကိုထပ်ပြီးတော့တတိပေးရမယ်ဆိုလို့ရှိရင်အစစရေရသွားလာလာတာအနေထိုင်ဒီအကုန်လုံးဆင်ခြင်ပါလို့ပြောချင်ပါတယ်။ကျေးဇူးများရည်တင်ပါတယ်။